ထူမနီကနေတဲ့ second ဖတ်လဲပေါ့နော်ကျွန်တော်တို့ဝင်ဆောင်ကပေးရလားတဲ့30ဘက်ဝယ်တာဟုတ်တဲ့25ဘက်ပေးနေရလို့တဲ့ဆိုတော့ဒီပြဿနာကပေါ့နော်ကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီထူမနီ wallet scan နေ second ဖတ်ပြီးတော့ငွေရှင်းလို့ရတယ်ငွေရှင်းတဲ့ခါမှာဆိုရင်ကျွန်တော်တို့ကအကျဉ်းကြီးလေးရှိတယ်တလာမှာ၃မြူကွင်းကအကျဉ်းကြီး30ရှိတယ်ဗျအဲ့ဒီကျဉ်း30အတွင်းမှာကျွန်တော်တို့ကစိတ်ကြိုက်သုံးလို့ရတယ်တခါအသုံးပြုလို့ရှိရင်ကျွန်တော်တို့ဘတ်1000ထိပေါ့နော်ကျွန်တော်တို့လွယ်ကွင်းရှိတယ်ဖရီဝန်ဆောင်ကမပေးရဘူးဆိုတော့ ကျွန်တော်တို့အနေနဲ့သိထားမှာဒီအကျင့်လေးတွေကိုကျွန်တော်ကတောတာပြီးတော့စစ်ပေးရမယ်ကြည့်ပေးရမယ်ကျွန်တော်ကြည့်တဲ့နည်းလေးဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်တင်ထားရှိတယ်ထွက်စစ်လို့ရရနော်โอเคအဲ့တော့ကျွန်တော်အကျင့်30မပြည့်သေးရင် free ပါအကျင့်31ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ကဝန်ဆောင်က25ဘတ်စဖြစ်ပါလိမ့်မယ်နော်အဲ့ဒါလေးကျွန်တော်သိဖို့လိုအဲ့ဒါဗျအဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ကဒီ too many နဲ့ဒီ second အသုံးပြုရမယ်ဆိုရင်ကျွန်တော်တို့ကခဏခဏမသုံးမယ်နဲ့ပေါ့နော်တကယ်လိုအပ်ပြီးတော့ကျွန်တော်ငွေအမောင်များများပေါ့နော်သုံးရမယ့်ခါမျိုးမှာမှာကျွန်တော်အနေနဲ့အဲသုံးဖို့အကြံပေးတယ်ပေါ့နော် ကျွန်တော်ပြောသလိုခဏခဏတုံလို့အချိန်30တရက်နဲ့ပြည့်သွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနောက်31ကစပြီးတော့ပတ်စံဖြတ်မှာအဲဒါကြောင့်မလို့ပတ်စံဖြတ်မခံရအောင်ကိုယ့်ရဲ့ကောက်ထမ်းမှာဝင်စစ်ပါဘလောက်ရှိပြီလဲကိုယ်သုံးထားတာဘယ်နှကျင်ရှိပြီလဲဘယ်နှကျင်ကျန်နေသေးတယ်ဒါလေးတွေကိုဝင်စစ်ပြီးမှကျွန်တော်တို့ကအသုံးပြုခြင်းအဖြစ်ဝင်ဆောင်ကားတွေဖြတ်ခံခြင်းမှာ gain way မှာဖြစ်ပါတယ်ဗျ Okay ဒီ comment ပိုင်းရှင်လည်းအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်သိရှင်တဲ့ကြောင့်လေး share လို့ရှင်လည်းကျွန်တော်ရဲ့ဒီ video comment မှာထပ်ပြီးတော့ make ခဲ့ပေးလို့ရပါတယ်